ားလုံးမင်္ဂလာပါကိုယ်ဒီနေ့မှာတော့ archaeology လူတိုင်းမေး archaeology ကိုဖြေကြားပေးပါမယ် archaeology ဆိုတာတော့ရှင်းအောင်သူတည်နာပညာရဲ့ဖြစ်ပါတယ်ဒီမှာဘာရောဆိုတော့ archaeology ရဲ့အဓိကဆိုလို့ရပါတော့အတိတ်မှာဖြစ်ခဲ့အရာတွေတူးဖို့ပြီးတော့သိပ္ပံနေစာလေးလာရတဲ့ဘာသာရဲ့ဖြစ်ပါတယ် BA archaeology ဖြစ်ပါတယ် ဝိဇာပွဲဖြစ်ပါတယ်ဝိဇာပွဲဖြစ်တာကြောင့်မို့ဒီမှာဆိုတိတ်ပန်သမားတွေဝိဇာသမားတွေနှစ်ဦးတက်ရောက်လို့ရမယ်ဒါဆိုရင် archaeology ကိုဘယ်မှာသင်ကြားလို့ရမလဲမြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ university လေးခုမှာသင်ကြားလို့ရတယ်တကုံတက်ကတူရေနာဝန်တက်ကတူနဲ့ COE ကျောင်းလက်ကျောင်းဖြစ်တဲ့မန်လေးတက်ကတူနဲ့ရန်ကုန်တက်ကတူမှာသင်ကြားလို့ရပါတယ်ဒီမှာဆိုရင်အာဘေးဘာယာဘာရက်တွေကိုသင်ကြားရမလဲအဲ့ဒါဘာသာရေးအားလုံးနဲ့ဆက်ဆက်နေတဲ့အမိကြာဖြစ်ပါတယ်ဥပမာဆိုကြောက်စာတွေပါယူလေးလာခြင်းနဲ့ဆိုရင်တော့မြန်မာစာနဲ့ဆက်ဆက်ရမယ် တူဖော်ရရှိတဲ့ကြောက်ဖြစ်ုံကျွင်းတွေကိုလေ့လာမယ်ဆိုရင်ဘူမီနဲ့ဆက်ဆက်ရမယ်ဒါဆိုတိတ်တင်နေသူ expire expire ဖြစ်နေအဲ့လိုတိတ်တွေပေါ့နော်ဒီဟာဘယ်နှခုနဲ့မှထွေးရှိခဲ့အဲ့ဒါကိုလေ့လာခြင်းနဲ့ဆိုရင်တော့ physics တို့ chemistry နဲ့သူကတွေ့ရပါတယ်အယိုးဆိုရင်တော့ zoology နဲ့တွေ့ရတယ်ပြီးရင်အယိုးကုန်တွေပါတွေ့ရင်တော့ botany ရောပါအောင်တွေ့ရပါတယ် ရှင်းအောင်သူတင်တာပညာကတော့မြန်မာပြည်မှာမဖွင့်မျိုးသေးပဲနဲ့နိုင်ငံတကာမှာတော့လူတီများရဲ့မေဂျာတစ်ခုဖြစ်ပါတယ်။ဒီမှာဆိုရင်တမိုင်းနဲ့ရှင်းအောင်သူတင်တာဘာกว่าလဲဆိုတော့တမိုင်းဆိုတာစာပေရင်ကျင်းမှုတွေပေါ်ပေါက်ခဲ့လုံခဲ့အနှစ်9000ကနေအခုအထိအကြောင်းအရာတွေတင်စားရဲ့ဘာသာရဲ့ဖြစ်ပါတယ်။ဒီရှင်းအောင်သူတင်တာပညာကတော့ဒီလူသားတွေဖြစ်တည်ကြတဲ့အရာလုံခဲ့2.6 billion လောက်ကြတဲ့အကြောင်းအရာရဲ့တစ်စင်ခွဲကျန်းစိတ်ပြပြီးဒီမှာတင်ကြတဲ့မေဂျာဖြစ်ပါတယ်။ လူသားတွေရဲ့အချိန်တန်နေထိုင်ပုံတွေယဉ်ကျေးမှုအမှုပညာရဲ့တွေစရဲအကုန်လုံးဒီမှာတင်ချာရပါတယ်။ဘာသာရပ်တွေအနေနဲ့ဆိုရင်တော့မြမသမိုင်းစဉ်တစ်ချက်ကိုတင်ချာရတယ်။ကြောက်ခိကြေးခိတန်ခိတရားနေပြုခိပကံပကံပင်းအင်းဝကုံပေါင်းညောင်းရဲ့အဲ့ဒါရဲ့အကုန်လုံးကုံးမောင်တီတင်ချာရပါတယ်။ဒီလန်တဲ့ချာတူဖို့ပုံမျိုးတင်ကြရတယ်ပြင်လက်တွေ fee စင်းပြီး fee စင်းတာတွေလည်းပို့ရတင်ရပါတယ်အပြင်ဒီမှာဘာတွေတင်ရလဲ cultural resource management တွေတင်ရတယ် ပြီးထိမ့်သိမ့်မှုနေတင်ရရဲ့လောတွေတင်ရလောမှာဆိုရင်ရှင်းအောင်ရင်ကျေးမှုအမွေနဲ့ဆိုင်ရာထိမ့်သိမ့်ရေးဆိုင်ရာဥပဒေတွေကိုအသေးစိတ်တင်ကြရတယ်။ဒီမှာရင်ကျေးမှုတွေကာချာတွေတင်ရရဲ့လူမျိုးစုတွေရဲ့ရင်ကျေးမှုတွေအဲ့အတင်ရပါတယ်။နောက်တစ်ခုကဘာလို့ဆိုတော့ architect တင်ရတယ်။ဒီမှာဘာလို့ architect တင်ရလဲ။ ်ပကံခင်မှာအကုန်လုံးပေါ့ပိတုကလက်ရာလေးရှိရဆရာမို့ဒီမှာဆိုပိတုကရေးတင်ရတယ်။ပိတုကဆိုတဲ့နေရာမှာဗုဒ္ဓပိတုကရေးတင်ရတယ်။ဟိန္ဒူပိတုကရေးတင်ရ။ဟိန္ဒူပိတုကကိုဘာလို့တင်ရအောင်ဆိုအကုန်လုံးမြန်မာနိုင်ငံကအဟိန္ဒူရဲ့လွတ်မှုမှုအများကြီးခံရလို့ပြီးရင်တရုတ်ပိတုကတင်ရတယ်။အရှေ့တောင်အာရှပိတုကတင်ရတယ်။အရှေ့တောင်အာရှမှာဆိုထိုင်းတို့ BNN တို့တင်ရတယ်။ BNN ကဘာလို့တင်ရရလဲဆိုတော့ BNN ရဲ့စံတန်ရင်ကျေးမှုကမြန်မာအဲရဲ့အညောင်ကန်ရင်ကျေးမှုနဲ့လုံးဝတူနေလို့ဖြစ်ပါတယ်။ဒီမှာဆိုရွှေဆိုင်ဆိုကြောက်ခစ်တွေတင်ရပြီးတော့ညောင်ကန်ဆိုရင်ကြေးခစ်တွေတင်ရပါတယ်။ အရှင်းအောင်သူစင်တာကိုဘာလို့ကျေပြန့်နေလို့ပြောရလဲဆိုတော့လေးလာဖို့ကြည့်မတူဘူးပကံမှာဆိုရင်ဘီတုကောက်ကိုလေးလာမှာလားနေရစီပကြီကိုလေးလာမှာလားအယိုးစုကိုလေးလာမှာလားပတိစီတွေကိုလေးလာမှာလားပြူဆိုရင်လည်းအဲ့လိုပတိစီတွေရှိမယ်အလောင်းကောင်တွေရှိမယ်အဲ့လေးလာဖို့အိုးတွေခွက်တွေကိုလေးလာမျိုးရှိရေလေးလာဖို့ကြည့်မတူရဲ့အတွက်ဒီဘာသာရဲ့ကိုကျေပြန့်တဲ့ဘာသာရဲ့လို့ပုံမှာပြောတာဖြစ်ပါတယ် ဒါဆိုရင် minor အနေနဲ့ဗာယူလို့ရမလဲ minor အနေနဲ့ဆိုရင်တော့ UU တက္ကသိုလ်နဲ့ COE တက္ကသိုလ်ဆိုပြီးကွာချပါရဲ့ UU တက္ကသိုလ်ရဲ့ပထမနှစ်မှာဆို OS ကိုယူရပြီးတော့ဒုတိယနှစ်မှာဆိုရင်အဘူမီတို့ပထဝီတို့ယူရပါတယ်မြန်မာစာနဲ့အင်္ဂလိပ်စာတော့မဖြစ်မနေ UI minor ဖြစ်ပါတယ်အင်္ဂလိပ်စာတော့တတိယလောက်ထိပါတယ် minor ဖြစ်တယ်ပေါ့နော် COE တက္ကသိုလ်မှာတော့ပထမနှစ်မှာပထဝီယူရတယ်ဒုတိယနှစ်မှာတော့မနုဿဗေယျတို့ဘူမိဗေယျကိုယူရပါတယ် ဘာပွဲရမလဲပွဲကတော့ BA Archaeology ဖြစ်ပါတယ်အာပွဲအရချင်းတော့၄နှစ်တက်ရမယ် Honors ဝင်၅နှစ်တက်ရပြီးတော့မဟာလည်းတက်ချင်း plus 2 year ပေါင်းပြီးတော့၅နှစ်တက်ရပါမယ်နိုင်ငံသားအခွင့်အလမ်းတွေဘာရှိလဲဥပမာ COE အကြောင်းနေမှာဆိုနိုင်ငံသားနဲ့ဆက်ဆက်ပြီးဥပမာဒါလေးဆိုပြင်သစ်တွေပိုင်းနဲ့ဆက်ဆက်တာမျိုးရှိရပြင်သစ်ကတက္ကသိုလ်တွေနဲ့လူကျောင်းသားဖလဲပြီးလိလာမျိုးရှိရ ဒီပွဲရရင်ကျွန်တော်နိုင်ငံသားတွေဘာသုံးဝင်မလဲဒီဘာသာရဲကနိုင်ငံသားမှာအတန်းအသုံးဝင်တဲ့ဘာသာရဲဖြစ်တာမျိုးတကယ်လို့ဒီကနေဘွဲရမယ်ဆိုရင်နိုင်ငံသားတက္ကသိုလ်ကြီးမှာပြန်တက်လို့ရမယ်ကွာဒီမှာ scholar ရှောင်မယ်ပေါ့နော်အဲ့လိုမျိုးပြန်တက်ချင်တာမျိုးတွေဒါမှမဟုတ်နိုင်ငံသားမှာပဲအလုပ်ထွက်လုပ်တာမျိုးတွေလုပ်လို့ရတယ်အဲ့ဒါဆိုမြန်မာနိုင်ငံအနေနဲ့ဆိုဘွဲရရင်ဘာလုပ်လို့ရမလဲမြန်မာနိုင်ငံအနေနဲ့ဆိုဘွဲရရင်ဘာလုပ်ရမလဲမြန်မာနိုင်ငံအနေနဲ့ဆိုဘွဲရရင်ပြတိုက်တွေမှာလုပ်လို့ရမယ်ပြတိုက်မှုတွေဘာလုပ်လို့ရမလဲတာဝန်ထမ်းရေးဝန်ကြီးဌာနတွေမှာလုပ်လို့ရမယ်ပြီးတော့မျိုးသားစာကြည့်တွေမှာလုပ်လို့ရမယ်ပြီးတော့မြန်မာနိုင်ငံဘွဲရဆိုတခြားအလုပ်ကိုင်တွေမှာလည်း ခွင့်လဲများပါတယ်။ဘာလို့ဆိုအများဖြစ်ဖွဲရအဝဲအဓိကလောက်တာဆိုတော့ဒါဆိုဒီပညာရင်းနဲ့ပဲလောက်စားခြင်းတော့အထက်ကပြောခဲ့တဲ့၃ခုမှလောက်လို့ရမယ်ပေါ့နော်။အဲဒါဆိုကမ္ဘာအနေနဲ့ဆိုကမ္ဘာအနေနဲ့ဆို UNESCO တွေမှာလောက်လို့ရတယ်။ UNESCO တွေမှာအလုပ်ဝင်လောက်လို့ရမယ်။ဒီ NGO ဆိုင်အဖွဲ့အစည်းတွေမှာလည်းဒီတပါအမှတ်နေအများကြီးရှိရပေါ့နော်။အဲဒီမှာလောက်လို့ရတယ်။ဒါဆိုရင်ကျွန်တော်ကနိုင်ငံသားမှာဖွဲရခြင်းတယ်။ ဒီမီဇာနဲ့ပဲဖွဲ့ရခြင်းလည်းရတာပေါ့ဒီမီဇာကိုပြည်တွင်းမှာယူပြီးတော့ဟိုမှာ PhD ပဲတွတ်တက်လို့ရပါတယ် PhD တို့ Master တို့တွတ်တက်လို့ရတယ်အဲ့မှာလည်းနှစ်မျိုးရှိရပါတော့အဲကိုစတော့အလုံးလို့ရတယ်အမှန်များရယ်ဆိုရင် scholarship ကို train ကြည့်လို့ရတယ်ဒါမှမဟုတ်လည်းငွေကြေးရအဓိကပါပဲပိုက်ဆံနဲ့ပြန်ပြီးတော့လုပ်ပြီးတော့ဟိုမှာပဲအလုပ်ပြန်ဝင်လုပ်လို့တာမျိုးကြီးရပါတယ်နိုင်ငံတကာမှာဆိုရင်အင်္ဂလန်မှာရှိတဲ့ SOAS University မှာဒီပညာရပ်ကို join လို့ရတယ်ဒီပညာရေးကနေပြန်ပြီးတော့ scholarship ရှောက်တာဖြစ်ဖြစ်ဒါမှမဟုတ်ပုံငွေတက်နိုင်လို့တွားတက်တာဖြစ်အဲ့ဒါမျိုးလုပ်လို့ရပါတယ် ော်ဒီမှာတက်ချင်တယ်ဆိုရင်အဲဆိုရင်ရိုးရိုးတက်ကတူတွေမှာတော့တိတ်အမတ်ကံရကောင်းဖို့မလိုဘူးမြဲတကယ် CEO ကြီးចောင်းနေမှာတက်ချင်တယ် CEO ကြီးចောင်းနေမှာတက်ချင်တယ်ဆိုရင်တော့အမတ်ပေါင်းအနည်းဆုံး380လောက်ရှိဖို့လိုပါတယ်အင်္ဂလိပ်စာတော့55မြဲလောက်ရပါဘူးလိုပါတယ်ဒါတော့ပြန်ပြအမတ်ပေါ့နော်တနည်းနဲ့တိတ်ခေါ်ပုံချင်းရတော့မတူပါဘူးခင်ဗျာ ရှင်းအောင်သိတင်တာဘာလဲ archaeology ကဘာလဲဆိုပြီးကိုယ်ကလူတွေအများကြီးလာမေးထားကြတယ်အဲကြောင့်ကိုယ်ကဒီနေ့မှာအသေးစိတ်ဖြေကြပေးရဖြစ်ပါတယ်အဒီလိုပြောရအောင်ဒီလိုပြောရအောင်လို့ကိုညီပေးအကိုကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်းအောင်သိတင်တာအကိုပေါ့နော်အကိုကျေးဇူးအများကြီးတင်ပါတယ်အကိုနောက်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်ကိုယ်ကိုသိချင်တာရှင်းတရားမှာမေးသွားလို့ရပါခင်ဗျအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်